အားလုံးပဲမင်္ဂလာပါရှင် distribution နဲ့ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကကြတော့အငွေကြေးနဲ့ပတ်သက်ပြီးအခက်ခဲဖြစ်နေတယ်မလိုလောက်ဖြစ်နေတယ်အာပြောမစွင်မလိုလောက်ပဲနဲ့ပေါ့နော်လိုချင်တဲ့ပမာဏအတိုင်းမရဘူးဖြစ်နေတယ်ကြက်ကြာနေတယ်ဆိုလို့ရှိရင်ဒီနေ့လေးကိုလှုပ်ကြည့်ပါเนาะဒီနေ့မျှဝေပေးမယ့်နေ့လေးကိုလှုပ်ကြည့်ပါဖန်ခွက်တလို့လို့ပါတယ်เนาะဒီလိုဖန်ခွက်တလို့လို့ပါတယ်ပြီးရင်အကြွေစီပေါ့เนาะဒီလိုမျိုးအကြွေစီ ငွေရောင်ငွေရောင်ကျွေးစီတစ်စီးရယ်ပြီးရင်ရွှေရောင်ကျွေးစီတစ်စီးရယ်လုပ်ပါတယ်နောက်တစ်ခုကကြတော့နှင်းစီအပွဲဖက်လေးတွေပေါ့နော်ဒီလိုမျိုးနှင်းစီအပွဲဖက်လေးတွေလိုပါတယ်နော်နှင်းစီအပွဲဖက်လေးတွေအာလိုအပ်ပါတယ်ပြီးရင်ဘာလိုအပ်လဲဆိုရေပေါ့နော်ရေလိုအပ်ပါတယ် နော်ဒါဆိုလို့ရှိရင်ဒီချေဘူးကဒီနေ့မှာမျက်ဝေပေးသွားမယ့်နီးလေးကိုတည်တည်ချာချာလေးနဲ့လိုက်လို့ပါနော်တည်တည်ချာချာလေးနဲ့လိုက်လို့ပါယုံကြည်ပါယုံယုံကြည်ကြည်နဲ့လိုက်လို့လေပို့ပြီးတော့မှရရှိလေလေဖြစ်ပါတယ်နော်တည်တည်ချာချာလေးနဲ့လိုက်လို့ပေးဖို့တော့လိုအပ်ပါတယ်ဆိုတော့ဒီနေ့မျက်ဝေပေးမယ့်နီးလေးကငွေကြေးခက်ခဲဖြစ်နေတဲ့သူတွေငွေကြေးမလိုလောက်ဖြစ်နေတယ်ပြီးလို့ရှိရင်ကို့မှာပြောမစရင်လိုလိုချင်တဲ့ပမာဏမျိုးကိုမရဘူးဖြစ်နေတယ် เนาะအာလိုလိုချင်တဲ့ပမာဏမျိုးကိုမရဘူးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီနေ့ကိုသင်ချာလေးနဲ့လှုပ်ကြည့်ပါအမတန်ကိုထူးခြားတာဖြစ်ပါနော်ဒါဆိုလို့ရှိရင်စပြီးတော့မှတချို့ပြလုတ်ပြတော့မှဖြစ်ပါတယ်နော်အရင်ဆိုရေလေးကိုထည့်လိုက်မယ်နော်ဒါတချို့ကရေကိုဒီလိုမျိုးပဲတုံးလိုက်တာဖြစ်ပါတယ်ရေလေးကိုထည့်လိုက်မယ်တေချာလေးနဲ့အာယုဟိုကြည့်ထားမယ်ပေါ့နော်ရေလေးကိုထည့်ပြီးဟာပြီးဆိုလို့ရှိရင်တော့တချို့တွေဒီ အကျွေးစီးပေါ့နော်အကျွေးစီးကကြတော့ငွေရောင်ကျွေးစီးရဲ့ရွှေရောင်ကျွေးစီးရဲ့နှစ်ခုလိုအပ်ပါတယ်နော်ငွေရောင်တစ်ခုနဲ့ရွှေရောင်တစ်ခုကိုလိုအပ်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တချို့ရဲ့ဒီရေခွက်တွေကိုထည့်လိုက်ပါနော်အဥပမာရွှေရောင်မရှိဘူးဆိုရင်အကြီးကြီးရောင်ပေါ့နော်အဲ့လိုမျိုးလည်းထည့်လို့ရတယ်နော် ဒီလိုမျိုးရေခွက်တဲ့ကိုထက်လိုက်ပြီးပြီထက်လိုက်ပြီးသွားပြီဆိုလို့ရှိတော့ဒီနှင်းစီအပွဲဖက်လေးတွေကိုထက်ဖို့လိုအပ်တယ်နော်နှင်းစီအပွဲဖက်လေးကိုထက်ဖို့လိုအပ်တယ်ကိုထက်နေတဲ့အချိန်မှာရိုးရိုးကြီးကြီးနဲ့ထက်ပါစိတ်ထဲမှာငွေတွေအလိုလောက်ရောက်ရှိလာနေပြီးငါရဲ့ဘဝတွေကိုငါလိုချင်တဲ့ငွေပမာဏလေးငါစီကိုဝင်လာနေပြီးရောက်ရှိလာနေပြီးဆိုတာကိုစိတ်ထက်ကနေပြီးတော့မှယုံကြည်ပြီးတော့မှလုပ်ပါနော်စိတ်ထက်ကနေပြီးရိုးရိုးကြီးကြီးနဲ့လုပ်ပါဒီ ဒီ ritual တွေကကြတော့အမတားကိုမှထိုးခြားတဲ့အရာလေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်လောက်ကြည့်ပါ ပြီးလို့ရှိရင်ဒီနှစ်စီအပွဲဖက်လေးတွေကိုကျွန်တော်တို့ထည့်လိုက်မယ်နော်ဒီတော့ကိုနှစ်စီအပွဲဖက်လေးတွေကိုထည့်လိုက်မယ်ထည့်နေတဲ့အချိန်မှာလည်းကိုယ်ဒီယိုကြည့်နေပါ ကိုမငွေတွေလိုလိုလောက်လောက်နဲ့ရရှိနေပါပြီဆိုတာကိုအာယုလေးပြုထားမယ်เนาะအာယုလေးပြုထားမယ်ဒီငွေလေးဒီဖန်ခွက်ထဲမှာထည့်ထားတဲ့ငွေကြေးတွေကကိုယ့်ရဲ့ဘဝထဲမှာလိုလိုလောက်လောက်နဲ့ရရှိနေပါပြီငါးစီကိုငါးတီးလိုလောက်တဲ့ငွေပမာဏမျိုးကိုစည်းဝင်လာနေပါပြီဆိုပြီးတော့မှလှုပ်ထားမယ်ပြီးွားပြီဆိုရှင်ဒီအရာလေးကိုကျွန်တော်တို့ကဘာမှတော့မလုပ်တော့ဘူးဒီလိုမျိုးလေးကိုထည့်ပြီးွားပြီဆိုလို့ရှင်တော့ ထားရမယ့်နေရာကမြောက်အရမ်းမှာပေါ့နော်ကိုယ့်ရဲ့အိမ်အတွင်းထဲကမြောက်ဘက်ရမ်းမှာထားပေးပါ နော်မြောက်အရမ်းမှာထားပေးပါမြောက်အရမ်းမှာထားပြီးွားပြီဆိုရှင်နှစ်ရက်ကိုတစ်ကြိမ်လဲပေးပါနော်နှစ်ရက်ကိုတစ်ကြိမ်နှစ်ရက်ကိုတစ်ကြိမ်ပုံမှန်လေးလဲပေးပါဒါဆိုလို့ရှိရင်မြောက်အရမ်းမှာထားထားပြီးတော့မှငွေကြေးများပြီးလိုလိုလောက်လောက်နဲ့ကိုယ့်ဘာတွေကိုဝင်လာမှာဖြစ်တဲ့ယုံကြည်ပါစိတ်ထဲကနေပြီးယုံကြည်နေရှိဖို့လိုအပ်ပါတယ်နော် နှစ်ရက်တကြီးပုံမှန်လေးလဲပေးပါနှစ်ရက်တကြီးပုံမှန်လေးလဲပေးပါဘာဖြစ်လို့လဲပေးရလဲဆိုရှင်နှင်းစီအပွက်ပတ်လေးတွေကိုအသေးသေးပြန်ထည့်မယ်ရေတွေကိုအသေးသေးပြန်ထည့်မယ်ပြီးလို့ရှိရင်ငွေအကျွေးစီးလေးတွေကို ရှာရတာခက်ခဲတဲ့သူဆိုလို့ရှိရင်လည်းဒီကြွေစည်းကိုပြန်သုံးလို့ရတယ်เนาะဒါမှမဟုတ်လို့ရှိရင်ရှာရတာလွယ်ကူတယ်ဆိုလို့ရှိရင်အာကြွေစည်းအသစ်လေးကိုပြန်လဲလို့လည်းရတယ်တကယ်လို့ဒီကြွေစည်းအဟောင်းလေးကိုလည်းကိုဟာလှူမယ်ဆိုလို့ရှိရင်လည်းလှူလိုက်လို့ရတယ်เนาะဒါဆိုလို့ရှိရင်ဒီ virtual ရကြတော့ပြီးဆိုပါပြီအမှန်တကယ်ကိုငွေချင်းများပေါ်ချံပြီးတော့မှကိုယ့်ရဲ့ဖွက်ထဲမှာမလိုလောက်ဘူးဆိုတာမရှိစေရဘူးမလောက်မငှဘူးဆိုတာမရှိစေရပဲနဲ့ငွေကြေးများအဆင်ပြေလာမယ် ရကျွာလေးတစ်ခုဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာလိုအပ်တဲ့ပစ္စည်းကဖန်ခွက်ရဲ့ရေရဲ့အကျွေးစီးနှစ်စီးရဲ့နှစ်စီးပွဲဖက်ရဲ့ပဲလိုအပ်တာဖြစ်ပါတယ်เนาะအားလုံးအင်ပြကြပါစေဒီလိုမျိုးငွေကြေးမလောက်မငါဖြစ်နေတဲ့သူတွေငွေကြေးလိုလိုလောက်လောက်မရဘူးဖြစ်နေတဲ့သူတွေခက်ခဲကြက်တဲနေတဲ့ဆိုလို့ရှိရင်တော့ဒီရကျွာလေးကိုလုပ်ကြည့်ပါအမြဲတမ်းကိုထူးခြားတဲ့အရာလေးဖြစ်ပါတယ်ရှင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုဖိုင်လေးကိုအစောတိကြည့်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းအဆင်ပြေကြပါစေငွေကြေးများပေါ်ချံပြီးတော့မှပြည်သူကြွယ်ဝလုံထားတဲ့သူတွေဖြစ်ကြပါစေလို့ဆုမွန်တော်တောင်းရင်းနဲ့ဒီနေ့ရဲ့ ritual လေးကိုဒီမှာပဲဆိုတတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video file လေးမှာပြန်လည်ဆိုကြပါမယ်ရှင်